မျိုးသားပညာရေးဥတွေပြန်လည်ပြင်ဆင်ရင်းအတွက်ចောင်းသားသပိတ်စစ်ကြောင်း၃ចောင်းခြစ်တက်ခဲ့တဲ့အထက်က AR သပိတ်စစ်ကြောင်းနဲ့မြေလက်တဝဲမော်လမြိုင်မုံရွာပူးပေါင်းစစ်ကြောင်းတို့ကလေဝင်ဆိုင်တွဲဆုံညီနိုင်မှုကိုစောင့်ကြည့်ဖို့သပိတ်ကိုခေတ္တရန်နာခဲ့ကြပါတယ်။ဘာကသာများအဖွဲ့ချုပ်ကဥဆောင်တဲ့ဒီမိုကရေစီပညာရေးပင်မသပိတ်စစ်ကြောင်းကတော့ခြေကံပညာကြောင်းဆောင်မေးပွဲတွေရှိနေတဲ့အတွက်လေဗရန်မျိုးအောင်မြေပိတ်မှန်ဖုံးတော်ကြီးကြောင်းမှာဆယ်ရက်ကြာသပိတ်ခေတ္တရန်နာခဲ့ပါတယ်။

ကျင်းတပိတ်မောင်ကြောင်းသာမရှိလာတဲ့ဝဲနေမှာတော့ចောင်းသားတွေဟာအောင်မြေပိတ်မှန်ဖုံးတော်ကြီးចောင်းနေရနေထွက်ခဲ့ကြသလိုရဲတပ်ဖွဲ့ဝင်တွေကလည်းကျုံးကလေးနောက်ဖက်လန်းဟိုဘက်ထိတ်ဒီဘက်ထိတ်ပိတ်ပြီးတားဆီးခဲ့ပါတယ်ဒီလိုတားဆီးစဉ်တွင်မှာနှစ်ဖက်အပြန်လဲရုံးရေးဆန်ကန်နေငယ်ဖြစ်ခဲ့သလိုចောင်းသူတယောက်လည်းနံမတုံးနဲ့ရိုက်ခံထိခဲ့ပါတယ် နဲ့ရိုက်တာကိုဘက်ကရဲတယောက်ဆိုကမလေးရဲ့အင်းကိုဆွဲထားပြန်မလို့ဘူးအဲ့လိုမျိုးအခြေအနေကိုအများကြီးရှိတယ်ကျမတို့ဘက်ကမလုံးကျွန်တော်ကျမတို့ဘက်ကပြောတာရိုက်ပြမလို့ဆိုတဲ့အကြောင်းသူတို့ကပြောတာတက်လဲတက်ဆရာဆရာလည်းမလို့ကျမတို့ကထောက်ထပ်ဖို့တက်လာလည်းမဟုတ်ဒီဘက်ကဆံကခံဆန္ဒပြနေတဲ့တန်ခါတော့ကောက်ွဲပြီးဖို့တက်ဦးကတက်လာတာအဲ့တော့သူတို့ဘက်ကကျွန်တော်တို့ဘက်ကဟိုဖိနှိပ်ချင်တဲ့ဒီဘောမျိုးနဲ့လာခဲ့တဲ့ပုံစံပဲ ဲ့ဒီနေရာမှာပဲရဲတပ်ဖွဲ့ကအင်အားလုံးရင်းနဲ့ပိတ်ဆို့တားဆီးခဲ့ခြင်းကစပြီးចောင်းသားတွေဟာထိုင်သပိတ်စတင်ခဲ့ပါတယ်။ထိုင်သပိတ်ပထမဦးဆုံးညပိုင်းမှာចောင်းသားတွေနဲ့လုံခြုံရေးတာဝန်ကျရဲတွေအပြန်အလှန်စကားပြောဆိုကြမုတ်တွေအပြန်အလှန်ကြွေးပြီးရင်းနှီးမှုရှိခဲ့ပါတယ်။ထိုင်သပိတ်ဒုတိယနေ့မှာတော့ရဲတွေနဲ့ចောင်းသားတွေကြားတန်ဆူးကြိုးအတားအဆီးတွေစတင်ချခဲ့ပါတယ်။ အစပိုင်းကတပိမောက်ចောင်းသားတွေနဲ့ဝင်းရံတဲ့တန်ဃာတော်တွေကတားဆီးထားတာတွေကိုဖယ်ပြီးရန်ကုန်ကိုဆက်လက်ခြိတက်ခွင့်ပြုဖို့အစာငတ်ခံဆန္ဒပြခဲ့ကြပေမဲ့ရာသီဥတုရမ်းပူပြင်းတဲ့အတွက်တပိမောက်ចောင်းသားတွေကျမ်းမာရေးထိခိုက်မှုတွေရှိလာတာကြောင့်အစာငတ်ခံဆန္ဒပြမှုကိုရုတ်သိမ်းခဲ့ပါတယ်။တောင်းနေတဲ့ တိုက်ပွဲပေါ့เนาะကျွန်တော်တို့တောင်းဆိုနေတာကအိမ်ပြန်မှုဖြစ်ပါတယ်ကျွန်တော်တို့အိမ်ပြန်တဲ့နေရာမှာကျွန်တော်တို့ကအိမ်ပြန်မယ်ဒါပေမဲ့အိမ်ပြန်တာကကျွန်တော်တို့အစိုးရကအမြဲတောင်းဆိုနေတဲ့တပိတ်လှန်ပြီးအိမ်ပြန်တာမျိုးကျွန်တော်တို့ဖြစ်မှာမဟုတ်ဘူးအဲ့တော့တပိတ်လှန်ပြီးအိမ်မပြန်တာအိမ်မပြန်ဘူးကျွန်တော်တို့ကတပိတ်နဲ့အိမ်ကိုပြန်မှာမပြီးဆုံးသေးတဲ့တာဝန်ကျွန်တော်တို့မှာရှိသေးတယ်မတ်လ9ရက်နေ့မှာမြို့သားပညာရေးဥပဒေပြန်လည်ပြင်ဆင်ရေးအတွက် လွှတ်တော်မှပြုတ်လုတဲ့ကြားနာပွဲကိုဘဂသမြအဖွဲ့ချုပ်ကလဗဒန်းမှာတားဆီးခံထားရတဲ့အတွက်မတက်ရောက်သလိုတက္ကသအကြောင်းသားတွေဥဆောင်တဲ့ဒီမိုကရေစီပညာရေးဥဆောင်လှုပ်ရှားမှုကော်မတီဝင်တွေကလည်းလွှတ်တော်မှာမိတ်ဆက်စကားပြောကြပြီးလဗဒန်းမှာအကြောင်းသားစပိတ်ကိုတားဆီးထားတာကိုလက်မခံနိုင်ကြောင်းပြောကြပြီးလွှတ်တော်ကြားနာပွဲကနေပြန်လည်ထွက်ခွာလာခဲ့ကြပါတယ်အဓိကတော့ကျွန်တော်တို့အကြောင်းသားတွေ ပြည့်စုံလမ်းမှုလမ်းစဉ်ကိုကျွန်တော်လိုလားလို့ပဲကျွန်တော်ဒီကနေ့ဒီလွှတ်တော်ကိုကျွန်တော်ရောက်လာခဲ့တယ်တို့ပဲမဲ့တဖက်မှာရှိတဲ့အခက်အခဲကြောင့်ကျွန်တော်တက်ရောက်ဖို့အတွက်ကျွန်တော်မှာခက်ခဲရှိလာတယ်အဲ့တော့ဘာဖြစ်သမရအနေနဲ့အားလုံးကိုကိစ္စရရတိုင်းနှိမ့်နှဲဆောင်ရွက်ပေးစေလို့ပါတယ် မတ်လ၈ရက်နေ့ည10:00နာရီမှာတော့သပိတ်မောက်ကျောင်းသားတွေဘက်ကမတ်လ10ရက်နေ့မနက်10:10မိနစ်နောက်ဆုံးထားပြီးတာဝန်ရှိသူများဘက်မှလာဆွေးနွေးရန်နဲ့မဆွေးနွေးပါကနောက်ဆက်တွဲအကျိုးဆက်တွေဟာအစိုးရရဲ့တာဝန်ပဲဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။ဟိုတက္ကသိုလ်ဟိုဝန်ထမ်းမှာအဆောင်မွဲကိုဟိုအစိုးရဘက်ကနေပြီးတော့ ဖြတ်သိမ်းပစ်တာမျိုးဒါမှမဟုတ်လို့ရှင်ရွှေ့ဆိုင်ဖြစ်တာမျိုးလုပ်မယ်ဆိုရှင်အကြောင်းကြောင်းသားရဲ့မိဘပြည်သူတွေနစ်နာမှာဆိုလို့အခုလက်ရှိတပိတ်မှာရစ်တန်နေတဲ့ကိစ္စကိုဆောင်ပွဲမတိုင်ခင်မှာအများဆုံးဖြည့်ရှင်းပေးဖို့ဆိုပြီးတော့အော်၁၀ရက်နေ့အဲ၁၀နာရီအချိန်နောက်ဆုံးထားပြီးတော့ဖြည့်ရှင်းပေးဖို့ဒီတပိတ်ကိစ္စကိုဖြည့်ရှင်းပေးဖို့တောင်းဆိုထားတာဖြစ်တယ်ဘက်လာ၁၀ရက်နေ့မှာတော့ဘကိုးတိုင်းနယ်လုံ NNEA မှဒေါက်တာသိန်းလွင်နဲ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာညိုညိုသိန်းចောင်းသားကိုယ်စားလှယ်တွေတွေ့ဆုံဆွေးနွေးပြီးတာဇုံအထိလမ်းလျှောက်ခြစ်တက်ခွင့်ပြုကြောင်းအဲ့ဒီကနေတဆင့်မော်တော်ယာဉ်တန်းတွေနဲ့ရန်ကုန်ကိုဆက်လက်ခြစ်တက်ခွင့်ပြုကြောင်းရန်ကုန်ရောက်ရှိပါကရွှေဒဂုံသို့မဟုတ်တမခမြကင်းမြန်မာတစ္ဆာပြုပြီးတပိတ်ခိတရန်နာဖို့သဘောတူမှုရရှိခဲ့ပါတယ်။ တို့သဘောတူညီမှုရရှိခဲ့တဲ့အတွက်ចောင်းသားတွေဘက်က barricade တားဆီးကိုဖယ်ရှားခဲ့ကြပေမဲ့ရဲတွေဘက်ကတော့လမ်းမဖွင့်ပေးဘဲဆက်လက်တားဆီးခဲ့ပါတယ်။နယ်လုံဘက်ကသဘောထားပြန်လည်ပြောင်းလဲသွားပြီးတားစုံအထိလမ်းလျှောက်ခွင့်မပြုတော့ကြောင်းလက်ရှိရှိနေတဲ့နေရာကနေကားရီပေါ်တက်အမှဖြစ်သလိုတပိတ်စစ်ကြောင်းဆိုင်မုံများတမကအလံများလွင့်တူခြင်းမပြုကြောင်းရင်နှန်းပုံစံမဟုတ်ပဲတစည်းနဲ့တစည်းခွာပြီးမောင်းရမှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ င်းသားတွေဘက်ကနေလုံမှုပြန်စင်းစားဖို့နေ့လယ်7:45အထိအချိန်ပေးခဲ့ပေမဲ့ဆုံးဖြတ်ချက်မပြင်ခဲ့တဲ့အတွက်ကျောင်းသားတွေဘက်ကစတင်တိုးထွက်ခဲ့သလိုရဲတွေဘက်ကလည်းတားဆီးခဲ့ပါတယ်ဒီလိုနှစ်ဖက်အပြန်အလှန်တိုးနေကြရေးရေတံမှုတွေခဲတွေနဲ့နှစ်ဖက်အပြန်အလှန်ပစ်ခတ်ရာကစတင်ပြီးရဲတွေဘက်ကကျောင်းသားတွေကိုနမတ်တုံးနဲ့ရိုက်ပြီးအကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။ဒါအပြင်လူနာတင်ရင်ပေါ်မှာရှိတဲ့တရံရကျောင်းသားတွေကိုဆွဲချပြီးရိုက်နှက်ခဲ့သလိုလူနာတင်ရင်ကိုလည်း ဝမ်းဝန်းရိုက်နှက်ခဲ့ကြပါတယ်။ဟုတ်ကဲ့မှာဟုတ်ကဲ့လဗရန်အကျန်းဖတ်မှုဖြစ်စဉ်မှာចောင်းသားចောင်းသူတွေအပါအဝင်သတင်းတောက်တွေနဲ့ဒေတာခံတွေစုစုပေါင်း128ဦးကိုဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ဒီထဲကလက်ရှိចောင်းတက်နေတဲ့ចောင်းသားចောင်းသူ28ဦးနဲ့သတင်းတောက်2ဦးကိုပြန်လည်ဆေလွတ်ပေးခဲ့ပါတယ်။ចောင်းသားကောင်းဆောင်တွေကိုတော့ပုံမှန်5ခုနဲ့အမှုဖွင့်ပြီးဆက်လက်ထိန်းသိမ်းထားပါတယ်။ ရဲတွေအလောက်မရိုင်းမယ်လို့လည်းမထင်ထားပါဘူးကျွန်တော်တို့ကိုစုပတ်ဆက်နှစ်မချင်းမစားမနာရဲမေအချစ်ချင်းတော့မှရဲမေနော်သူကရဲမေကျွန်တော်ကကြောင်းလူတော့မှကျွန်တော်တို့နှစ်မချင်းမစားမနာတက်ရင်30နဲ့တက်ရင်71ကကျွန်တော်တို့ကောင်းကောင်းပြောထားတာပါခက်ပရန်ပြည်သူရဲ့ညက်ရီကိုလည်းကျွန်တော်ပြန်ဆက်ပါကျွန်တော်ကတော့မင်းကဒီမိုကရေစီပညာရေးမင်းအောင်ချေဆက်လက်တိုက်ပွဲဝင်နေတယ်။ ြည်သူတွေနိုင်ငံထဲမှာရှိတဲ့ပြည်သူတွေတက်တက်ညံညာဆက်ဆံမှာညီမတို့ကညီမတို့အခုចောင်းသားတယောက်နေနေပြောညီမတို့ကအာဏာကိုတောင်းနေရမဟုတ်ညီမတို့ပညာရေးဥပဒေကိုပြင်ပေးဖို့ပဲတောင်းနေတာဖြစ်တဲ့အတွက်ပညာရေးဥပဒေကိုပြင်ပေးပါအဲ့ဒီဟာပဲပြောချင်တယ်အများကြီးပြီးတော့ဒီလိုမျိုးဟိုပြည်သူရဲတပ်ဖွဲ့ကုညီပြရစီဆိုပြီးဒီလိုအကြမ်းဖက်တာတွေနောက်ခါမလုပ်ပါနဲ့လို့ညီမပြောချင်ပါရှင့်ပြန်လဲလွတ်မြောက်လာတဲ့အကြောင်းသူတွေကတော့မြို့သားပညာရေးဥပဒေပြင်ဆင်ရေးကိုဆက်လက်ကြိုးပမ်းသွားမှာဖြစ်သလို EU ကပို့ချတဲ့အတိုင်းမဖြစ်ရှင်းမဲ့ အကျန်းဖက်ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ရဲတပ်ဖွဲ့ကိုတိုင်ကြားမှုတွေပြုလုပ်သွားမယ်လို့သိရပါတယ်ခင်ဗျာ။